အခန်းဆက်6စိန်နဂတ်ပြောက်ဆုံးမှုအထက်ပါဖြစ်ဖြစ်များဖြစ်ပွားပြီးတပတ်ခန့်ကြာသောအချိန်တွင်ကန်တာသည်ညဤဤရွှေဆိုင်သို့ရောက်ရှိခဲ့လေ၏ညဤကိုမြင်လျင်ကန်တာသည်အံ့အားတင်နေလေ၏ညဤဤမျက်လုံးများသည်နှိယောညပါငိုရွေချာရသောကြောင့်အင့်မို့၍နေလေ၏ညဤရဲ့မျက်လုံးတွင်အင့်မို့နေပါလားငိုထားတဲ့အချိန်ပင်ဘလို့ဖြစ်တာလဲဟုကန်တာကမေးလေ၏ ဟုတ်တယ်အကိုကန်သားကြီးနေ့ရောညရောညရင်ငိုနေရတယ်ဘာဖြစ်လို့လဲဆိုတော့ညရီကရွှေရောင်းရင်နဲ့စိတ်ပွဲစားလေးပါလေးလုပ်တယ်ပြီးခဲ့တဲ့ဘက်က လေသိန်းနဲ့စင်နကက်ကိုရောင်းပေးဖို့ညရီစီကိုမိန်းမတယောက်လာပေးအပ်တယ်အဲ့ဒီမိန်းမစီကစင်နကက်တရံကိုလက်ခံပြီးနောက်တနေ့မှပဲစိတ်ပွဲစားမိန်းမနှစ်ယောက်ရောက်လာပြီးအဲ့ဒီစင်နကက်ကိုညရီလိုချင်တဲ့စင်နဲ့ရောင်းပေးမယ်ဆိုလို့ညရီကအပ်လိုက်တယ် ဲ့ဒီမိမနှစ်ယောက်ကရောင်းလည်းမပေးဘူးဆိုင်တကက်လည်းပြန်မပေးဘူးမျက်နှာပြောင်အောင်တိုက်ပြီးလိန်ယူထားလိုက်တယ်သူတို့ကိုဆိုင်တကက်မပေးပါဘူးလို့ပြောင်းရင်းနေလေမြတ်ကြီးဘက်မှလည်းတက်တည်မရှိဘူးဆိုင်တကက်ပိုင်ရှင်ကလည်းမြတ်ကြီးစီလာပြီးပြန်တောင်းတာသုံးခေါက်ရှိနေပြီဒီတစ်ခေါက်တော့ရဲပါခေါ်လာလိုက်မယ်ထင်တယ်မြတ်ကြီးကတော့လိန်လည်မှုနဲ့ဖန်ခံရတော့မယ်အဲ့ဒါကြောင့်မြတ်ကြီးလည်းငိုးနေရတာအကိုကန်သားရဲ့ ငွေက၄သိန်းကြီးတောင်းဆိုတော့မျက်ရည်မှာယော်ဖို့မရှိဘူးအဖေကိုပြောပြရင်လည်းအဖေကယော်ပေးမှာမဟုတ်ဘူးမျက်ရည်အဖေကတော့အတွက်ကိုကန်ဆိုးပါတယ်အကိုကန်သားရဲ့ဟုတ်ပြောရင်မျက်ရည်များကြာလာလေ၏ကန်သားလည်းအကြံမပေးတတ်အောင် ရှိနေလေတော့၏ထို့အချိန်၌ဆိုင်ရှိသူအယူညာကလေးရောက်လာပြီလင်မျက်ရည်လေးညိုတိုတိုဆင်နကက်ပါသွားလုံးကို နင်ကိုပေမဲ့အလေကထောင်ချဖို့သာပြင်လို့ထားဟိုပါဇက်ကဆိုရင်လက်ညိုးလေးကိုကိုကြီးဆန်ကြီးလှုပ်၍ပြလိမ့်ဤထိုအခါကန်တာကသွားစားမညာကလေးယာသူခမညာစိတ်ညစ်လို့ငိုနေရတဲ့ထဲဘာဖြစ်လို့လာပြီးလောင်နေရတာလဲဟိုပြောလိုက်ရညာကလေးကစိတ်ညစ်မနေနဲ့စင်ကပိုင်ရှင်မင်းမကိုဇေဝမှာတွေ့ခဲ့တယ်သူနဲ့အတူရဲလဲပါလာတယ်အမှုတန်ပြီးဖွင့်လိုက်မယ်ထင်တယ် ဟုပြောလေ၏ထိုအခါမြတ်ရည်ကအကိုကန်သာမြတ်ရည်လက်တွေအေးဆက်လာပြီမြတ်ရည်ချောက်လိုက်တာမြတ်ရည်ကိုခက်ကိုခေါ်သွားလိမ့်မယ်ထင်တယ်ဟုပြော၍ငိုလေ၏ဒီလောက်တောင်လည်းကြောက်မနေပါနဲ့မြတ်ရည်ရဲ့အကိုကန်သာတရလုံးရှိပါတယ်ပုစုပဆက်တော့မဖြစ်နိုင်ပါဘူးဟုပြောစင်းနေပြောဆိုနေချိန်မှာပဲစနေကပိုင်ရှင်မိန်းမနဲ့ရဲအုပ်တယောက်တည်းမြတ်ရည်ရွှေဆန်အတွင်းသို့ဝင်လာလေ၏ ထိုမိမသည်မျက်နှာကြောတင်းတင်းဖြင့်ဟိတ်ကောင်မငါရောင်းဖို့အပ်ထားတဲ့စင်တကပြန်ပေးမပေးရင်ဟော်ဒီကရဲနဲ့ရှင်းပေတော့ဟုပြောလိုက်ရာညရည်သည်ပစက်အဟောင်းသားဖြစ်သွားလေ၏။ကံသာလေမိတို့မြချားဝင်၍မဖြစ်ပဲရှိနေလေ၏။ထိုရဲ့အုပ်သည်ကံသာအားဆရာကြီးခွင့်လွန်ပါနော်အမူကတော့၄၆ကိုကျွန့်လွန်ထားပြီးလုံကြည်စွာအနံ့ထားတဲ့ပစ္စည်းကို လွဲသုံးစားလုပ်တဲ့ကိစ္စပဲအာမခံအောင်ပေးလို့မရဘူးဒါရီဆရာကိုကန်တာသိပါတယ်ဟုပြောလိုက်ရာကန်တာကဟုတ်ပါတယ်ခင်ဗျာဥပဒေတိုင်ဆောင်ရွက်ရမှာပေါ့ဥပဒေမှာအာဏာတာတော့ရင်းနေတာတော့မရှိဘူးလေဥပဒေထက်မှလည်းဘယ်သူမှမရှိဘူး no man about the law လေဟိုအင်္ဂလိပ်လိုပါပြောလိုက်လေတော့ဤထွဲကအယူညာကလေးကဒီကိစ္စမှာကျွန်တော်နည်းနည်းဝင်ပြောခြင်းပါတယ်ဟုတ်ပြောလိုက်ရာ ရဲအုပ်ကကို့လူကပါလဲဟိုမေးလေတို့အခါညာကလေးကကျုပ်ကအယူပါဗျာညာကလေးဆိုရင်ဒီနယ်မှာအလုံးသိကြပါတယ်ရဲအုပ်ကြီးလည်းမှတ်ထားပါ မိုးပေါ်မှာမတလေးတဲ့လူပြည်မှာကညာကလေးဟိုပြောလိုက်ရလိတ်ပါလာတော့ရဲအုပ်သည် စိတ်ညစ်၍သွားလေ၏ဒီမှာကို့လူရေအခုကိစ္စကအာမခံတော်မပေးနိုင်တဲ့၄၆ကိုကျွလွန်တဲ့ကိစ္စကွာ ကိုလိုဝင်မချုပ်နဲ့နော်အယူတော့ပါတော့နားမလဲဘူးဦးတရားနောက်ရှက်မှုနဲ့ဖမ်းပြီးချုပ်လိုက်မယ်ဟုပြောလိုက်ရာမြတ်ကလေးကမြတ်ကြီးဒီမှာကြည့်စမ်းနင်သူ့စီကရောင်မို့ယူထားတဲ့စေနကကဒါလားဟုဆိုကအဲ့အတွင်မှာစက်ကူပြင်ထုတ်ထားသောစေနကတရံကိုထုတ်၍ပြလိုက်၏ထွေကမြတ်ကြီးကဟုတ်တယ်ဟုတ်တယ်ဟုအာရဝန္တာပြောလိုက်၏စေနကပိုင်ရှင်မိန်းမကလည်း ဟုတ်ပါတော့ကျမတကအစ်စ်ပါပဲဟုပြောရာညာကလေးကကောင်းပြီဒီလိုဆိုရင်ဟောဒီစိတ်နကတ်ကိုခမည်းလက်ထဲပြန်ပြီးအပ်လိုက်မယ်အမှုမဖြစ်တော့ဘူးမဟုတ်လားဟုမေးလိုက်လေထိုကစိတ်နကတ်ပိုင်ရှင်မိမာကကိုပစ္စည်းကိုပြန်ရရင် အမှုမလုပ်ပါဘူးဟုဆိုသဖြင့်ညာကလေးလည်းစိနကတ်ကိုမြည်ရင်ဤလက်အတွင်သို့ထည့်ပေးလိုက်လေ၏။မြည်ရင်လည်းစိနကတ်ကို ပိုင်ရှင်ဤအမျိုးသမီးလက်ထဲသို့ထည့်ပေးလိုက်လေ၏ထိုအခါညကလေးကရဲဟုတ်ကြီးခမညာစေနကကပိုင်ရှင်လက်ထဲကိုပြန်ရောက်သွားပြီဆိုတဲ့ကြောင်းစာလေးတစ်စောင်ရေးပြီးလက်မှတ်ထိုးပေးခဲ့ပါနှုတ်တရားစာတစ်လုံးနဲ့ကျုပ်ကဒီလိုပြောလို့ဝတ္တရားနောက်ရှက်မှုတော့မဖြစ်ပါဘူးဟုပြောလိုက်ရာရဲဦးကကျုပ်လက်မှတ်ထိုးဖို့မလိုပါဘူးပိုင်ရှင်လက်မှတ်ထိုးရင်ပြီးတာပဲဟုပြောလေ၏ထိုအခါညကလေးက ်ခမည်းကလည်းတက်တဲ့အဖြစ်ထိုးရမှာလေဖြစ်နိုင်ရင်ကိုကန်တာပါထိုးရမယ်ဟုပြောရာရဲအုပ်လည်းမငင်းတာတော့ပဲတက်တဲ့အဖြစ်လက်မှတ်ထိုးရလေတော့ဤထိုးရခါညကလေးကညရင်ပြဿနာအလုံးပြီးသွားပြီဧည့်သည်တွေကိုလက်ဖိနေပါလေတိုက်လိုက်အောင်လေဟုဆိုသည်ဖြင့်ညရင်ကဟုတ်ပါရဲ့ညရင်လည်းထူပူပြီးမိနေတာခုညကလေးကြီးပဲဟောဟုလက်ဖိရဲ့ဆိုင်ကလက်ဖိရဲ့သွားယူပြီး ဧည့်သည်တွေကိုတိုက်ဆန်းမှာတော့ဟုပြောသည်ဖြင့်ညာကလေးလည်းမလဲမကန်း၌ရှိသောလက်ဖက်ရည်ဆိုင်သို့သွားကာလက်ဖက်ရည်များမှာပေးလျင်ယူလာ၍ရဲအုပ်ကြီးကို၎င်းစေနကပန်ရှင်မိမကို၎င်းပေးလေ၏ညာရည်ကလည်းတောက်ပါရှင်တောက်ကြပါကျမလည်းအခုမှစိတ်အေးရတော့တယ်ဟုပြောလေ၏ရဲအုံနှင့်စေနကပန်ရှင်မျိုးသမီးလည်းလက်ဖက်ရည်ကိုတောက်ကြလေ၏ ထိုအခါရဲအုပ်ကအမှုကမပြတ်သေးဘူးဒီစင်နကက်တရံကိုဒီကိုညာကလေးကဘယ်ကရရတယ်လဲဆိုတာခက်ခော်ပြီးဆက်ရအောင်မယ်ဟုပြောလိုက်ရညာကလေးကရဲလေ၏ဟောဒီလန်ကလျှောက်သွားရင် လက်ကင်ဘွားခောက်ကလေးတစ်ထည်ကိုကောက်ရလို့ဖြည့်ကြည့်တော့အဲ့ဒီနကက်ကိုတွေ့တယ်ဗျာခက်လဲခော်မနေနဲ့တော့အခုဖြည့်ပြီးပြီဟုပြောလိုက်ရရဲအုပ်ကကောက်ရတယ်ဆိုလို့မပြီးဘူး ဟုပြောလိုက်ရင်ညာကလေးကကောက်ရတယ်ပြောလို့မပြီးဘူးဆိုတာကျုပ်ကခိုးတယ်လို့ပြောမှပြီးမှလားရဲအုပ်ကြီးရဲ့ဟုပြောလိုက်ရင်ရဲအုပ်ကြီးကကျုပ်ပြောတာကဒီလိုမဟုတ်ဘူးကျုပ်တို့ရဲရရှိတွေမှာကစင်စင်တုံတရားရှိတယ်ဗျလွယ်လွယ်ဖြေတာကိုလက်ခံလို့မရဘူးတဘာဝရုပ်တည်နဲ့ကြည့်ရအောင်မယ်ဟုပြောလိုက်ရင်ညာကလေးကကျုပ်ကခိုးတယ်လို့ဆိုရင်ပြန်ပေးပါမလားဗျာလူချင်းလို့ခိုးတဲ့ဥစ္စာပဲ။ ဘယ်လိုပဲဒုက္ခရောက်ရောက်ဘယ်ပြန်ပေးပါမလို့မိတ်ဆွေကြီးရဲ့စင်ကြင်တုံတရားမှာဒီလိုရောဖြစ်မထွက်ဘူးလားဟုတ်ပြောလိုက်လေထွေကကန်သားသည်မနေတာတော့ပဲထူရဲ့အုပ်အားသူ့ကိုခွန်မသွားပါနဲ့လူချင်းလို့ခေါ်ရင်ကျုပ်လာပို့ပေးပါမယ်ကျုပ်တော်ဝင်ယူပါတယ်သူကဘဲမှမပြေးဘူးဒီရဲ့ကွက်မှာပဲနေတာပါကျုပ်သူ့အတွက်အာမခံပါတယ်ဟုတ်ပြောလိုက်လေရဲအုပ်ကဆရာကိုကန်သားတောင်းဝန်ယူရဲဆိုရင်လည်းပြီးတော့ပါပဲ ိုဆိုကထံရမထားလေ၏ထိုးထိုးထားပြီးနောက်အမလေးဝန်းသွားကျင်လိုက်တာအိမ်သာပမာတော့ဟိုမြတ်ရီအားမေးလေ၏မြတ်ရီကလက်ဖြင့်ညွန်ပြပြီးဟောဟူတဲတဲမှာဟိုပြောလေ၏ရဲအုပ်လေမြတ်ရီညွန်ပြတော့ဘက်သို့ပြေးသွားလေတော့၏ထိုနောက်စင်နကက်ပိုင်ရှင်မိမကလည်းကျမလည်းအိမ်သာတက်ခြင်းနဲ့ ဲ့ဒီဘက်မှာမျိုးသမီးအိမ်သာရှိတယ်မို့လားဟိုမေးလေညကြီးကလည်းရှိပါတယ်ရှင်ရှိပါတယ်ဟိုဖြေလေထုံမင်းမလည်းလွှဲထားသောပတ်စံအုပ်ကိုဖြုတ်၍ညကလေးဤလက်ထဲသို့အပ်လေထိုအခါညကလေးကယူသွားပါဗျာမှုထက်မတွဲစမ်းပါနဲ့ဟိုဟာပျောက်တယ်ဒီဟာပျောက်တယ်ဖြစ်အောင်မယ်ဟိုရဲအုပ်ကြီးကလည်းကြုတ်ကိုဖမ်းမဲ့စီမဲ့တကယ်ကလှုပ်နေတာပတ်စံအိမ်လွယ်ပြီးအိမ်သာမတက်ရဘူးလို့မဲမထုတ်ထားပါဘူးဗျာ ွားမှသာတွားစမ်းမှာဟုဆိုသည်ဖြင့်ထိုမိမ့်မှလည်းပတ်စံအေကိုလွယ်လျက်အိမ်သာစီတို့ပြေးလေ၏၎င်းတို့မရှိလျင်ကန်သာကကိုညာကလေးဟိုနှစ်ယောက်မနေနိုင်မထိုင်နိုင်အိမ်သာတက်ချင်ပုံဟာဆန်းနေဗျခမရလက်ချက်တော့မဟုတ်ပါဘူးနော်ဟုပြောလိုက်လျင်ညာကလေးကဘိုးတော်တကြခဲ့ပါအောင်ညာကလေးကိုဒုက္ခပေးဖို့ကြံစည်နေကြပြီ သူတို့ဟာသူတို့အိမ်သာတက်ချင်တာညာကလေးဘာမှမသိပါဘူး ဟုမိုးပေါ်သို့လက်အုပ်ချီ၍တိုင်တဲလိုက်လေ၏။ထို့နောက်တွင်ကရဲအုပ်နှင့်စေနကဲ့ပိုင်ရှင်မိန်းမသည်အိမ်သားမှပြန်လာပြီးလျင်ကန်သားကို၎င်းညက်ရီကို၎င်းနှုတ်ဆက်ရေးပြန်သွားလေတော့၏။ထိုခါ၌ညကလေးကညက်ရီနင်းတို့ကန်ကောင်းတာပဲဒီကိစ္စမှငါမဝင်ရင်တော့အချုပ်ထဲနေရောက်နေပြီဟုပြောလေ၏။ထိုအခါကန်သားက မနေတာတော့ပဲကိုညာကလေးဒီစင်ငက်ကမျက်ရည်ကစိတ်ပွားစားနှစ်ယောက်ကိုပေးလိုက်တဲ့ငက်ပဲခမရလက်ထဲကိုဘလို့ရောက်နေတာလဲအဲ့ဒါကိုတော့ဖြေပါဟိုရဲအုပ်ကိုတော့ခမရကကောက်ရတယ်လို့ဖြေလိုက်တယ်ကျုပ်ကိုတော့ဒီလိုဖြေလို့မရဘူးနော်ဟိုပြောလိုက်ရင်ညာကလေးကမျက်ရည်ကအဲ့ဒီစိတ်ပွားစားမိန်းမနှစ်ယောက်ကိုစင်ငက်ပြနေတော့ကျုပ်ကဟိုမွင်ငါးဆိုင်မှာမွင်ငါးစားနေတာဗျာအဲ့ဒီမိန်းမနှစ်ယောက်က ဆိုင်နကက်ကိုနေအောင်မှထောင်ပြီးကြည့်နေကြတယ်။ချုပ်ကအဲ့ဒီမိမတွေကိုတည်တည်ချာချာလမ်းမကြည့်လိုက်တယ်။ဦးစီးကောင်းဆောင်လုပ်တဲ့မိမကလက်တန်းလေးနဲ့နဲ့ကောက်နေတယ်ဗျ။အဲ့ဒီလိုလက်တန်းကောက်ကလေးတွေကသူ့ဘက်ကပိုင်ရင်လိန်တတ်တယ်ဗျ။အဲ့ဒါကြောင့်မျက်ရည်တွေစိတ်ပူပြီးအဲ့ဒီမိမနေအောင်နောက်ကအသားလေးကပ်ပြီးလိုက်သွားတာ။တင်ငန်းကျုံဘက်ကိုသွားတဲ့ဖက်စကားပေါ်လေတက်ရောချုပ်လက်လိုက်ပြီးတက်တယ်။ပြီးတော့အနားကပ်ပြီး လွှဲထားတဲ့ပတ်စံရည်ကိုအသာနိုင်ပြီးဆင်နကက်ကိုယူထားလိုက်တာမျက်ရည်အတွက်ပါဗျာသူ့ခိုးကျင်လို့မဟုတ်ပါဘူးဟုပြောလိုက်ရင်ကန်တာကခိုးကျင်လို့ပဲခိုးခိုးအပြင်းပြေပဲခိုးခိုးအမှုဟာအမှုပဲကိုလူရင်နောက်နောက်အဲ့လိုမလုပ်ပါနဲ့ဟုပြောလိုက်ရာညာကလေးကတော်တော်တော်တဲ့စုံတော့ကိုကန်တာပဲဟိုမင်းမနေ့ကောလိန်သွားရင် ခမမျက်ရည်အတွက်ဘယ်လိုရှင်းပေးမှာလဲမျက်ရည်ကိုကြည်စမ်းငိုထားတာမျက်ရည်နဲ့မျက်ခွက် ခမရမတနာဘူးလားခမရကတော့မျက်ရည်တဲ့ဥပဒေကိုချင်မဲ့လူပါကျုပ်ကတော့ခမရလို့ရဲမဟုတ်ဘူးလေအယူပဲဗျာဥပဒေဘာတွေမသိဘူးမျက်ရည်ကိုတနာလို့အตาလေးကစ်ထားလိုက်တာအဲ့ဒီတွေအမှုကျွလွန်နေဆိုရင်လဲထောင်သာချလိုက်ပါဗျာမျက်ရည်တွေဆိုရင်ကျုပ်ကတော့ထောင်ချခံဝင်ပါတယ်မျက်ရည်နင်မြင်ပြီနော်နေ့အကိုကန်တာနေငါနဲ့သဘောထားအမှန်ကိုနင်သိပြီမလားဟုပြောလိုက်ရာ ကန်တာကပြုံးလေ၏ထို့နောက်ကန်တာကဒါရီထားလိုက်ပါတော့ဗျာမြတ်ကြီးကခမရပေါ်မှာမြစ်တာမှာမထားပဲခမရကဘာကြောင့်စေတနာတွေပိုးနေရတာတုံးဟုမေးလိုက်လေ၏ထို့အခါမြတ်ကြီးကဒီမှာကိုကန်တာတည်တည်ချာချာမှတ်ထားကျုပ်ကမြတ်ကြီးကိုချစ်တယ်မြတ်ကြီးကကျုပ်ကိုပြန်မချစ်ဘူးဒါကြောင့်ကျုပ်ကသူ့ကိုတန်ဖိုးထားတာတကယ်လို့သူကကျုပ်ကိုပြန်ချစ်ရင် ကျောက်ကသူ့ကိုယူနေအောင်ပဲကျောက်ကသူ့ကိုမယူခြင်းဘူးခမည်းပဲယူလိုက်ကျောက်ကအယူပဲအိမ်အောင်ပြုတ်လို့မဖြစ်ဘူးလေအိမ်အောင်ပြုတ်လိုက်ရင်လူကောင်းဖြစ်သွားမှာကျောက်ကလူကောင်းမဖြစ်ခြင်းဘူးငင်းငင်းချင်းချင်းလေးပဲယူနေခြင်းတာအခုလိုယူခွင့်ရတဲ့အတွက်မျက်ရည်ကိုတံမိုးထားတာခမည်းနားလဲပြီလားအခုကျောက်ပြောတဲ့စကားကိုခမည်းနားလဲဘူးခမည်းကောင်းထဲမှာရှိတဲ့ဆင်ခြင်လုံးတရားနဲ့မလုံလောက်ဘူး အယူဆိုတာဘာလဲဆိုတဲ့ definition ကိုဖွင့်ဖို့ကံဘီယပညာကိုနက်နက်ရှန်ရှန်တက်ရလိမ့်မယ်ခမားနဲ့ကဝေးပါတယ်ဗျာဟိုပြောလိုက်လေထိုအခါမြရီကကဲပါကိုညာကလေးရဲ့ဘာစားမလဲတာပြောပါဟိုမေးလိုက်လေဘာစားမလဲမမင်းနဲ့ဟာမနေ့စာကိုမစားရသေးဘူးအဲ့ဒီတော့ငါ့ကိုထမင်းမာပြီးကျွေးပါဟဲ့ကျွေးတဲ့အခါမှာလဲငါကအယူပဲဖိုးဖိုးရရရတယ်မစားရပါဘူး ဟောဟူတော်မြထမင်းဆိုင်ကနေပြီးတော့မင်းပိုက်သားစီပြန်ဟင်တစ်ခွဲ့ငရဲကောင်းချီတစ်ခွဲ့နှစ်ဖက်ချင်းတုပ်ဆက်ဆက်ကလေးတစ်ပွဲရွှေဘဲသီးနဲ့ပစွန်ကြောထားတာတပကံထမင်းစားပြီးတောက်ဖို့တံမြားကြီးကောင်းကောင်းလေးတစ်ခွဲ့အပြောသည်ဖီချမ်းပြော့ပြော့နှလုံးအဲ့ဒီလောက်ကြရင်အယူဘဝဆုပ်ပြေပြီး okay ဖြစ်သွားပါပြီဟုပြောလိုက်လျင်ကန်သားကကိုညာကလေးခမည်းမာတာမဆုံးသေးဘူးမပါအောင်ဗျာ ဟုပြောလိုက်လေညကလေးကကိုကန်တာပြောတဲ့စကားကစကားကောင်းမဟုတ်ဘူးဗျကျုပ်ကငှော့ပြီးပြောနေတာဟိုပြောလိုက်လေကန်တာကစိတ်မဆိုးပါနဲ့ကိုညာကလေးရဲ့ခမည်းကိုကြည်စားတာပါကျုပ်တောင်းပန်ပါတယ်ဟိုပြောလိုက်လေထိုအချိန်တိုင်းမှာပင်ဆော့ဆော့ကပြန်သွားသောရေအုံနဲ့စင်တကက်ပန်ရှင်မင်းမလည်းဆိုင်အတွင်းသို့ဝင်လာလေဆိုင်တွင်းသို့ရောက်လျင် ထိုမိမသည်ဘာမပြောညာမပြောနဲ့ချုံဘွယ်ချရင်ငိုလိုက်လေတော့တည်း